အလူငွေတွေကိုတယောက်တည်းမယူဘဲဘဝတူပလုံကောက်နေရတဲ့ချိုးတဲ့တဲ့ငယ်ချင်းကိုပါရအောင်စူးစမ်းပေးခဲ့တဲ့ဆယ်နှစ်အရွယ်ပလုံကောက်ကလေးငယ် ပရိသတ်များရှင်လူဖြစ်ရခြင်းတူပေမဲ့ကံအခြေအနေအကြောင်းတရားမတူတာကြောင့်ငွေကြေးမပြည့်စုံတဲ့ဘဝကိုဖျက်ဆီးနေရတဲ့ကလေးတွေလည်းအများကြီးရှိလို့နေတာဖြစ်ပါတယ်။ကံကောင်းတဲ့ကလေးတွေကအကြောင်းအကောင်းတွေမှာတက်နေရပေမဲ့ဘဝအခြေအနေကံမလာတဲ့ကလေးတွေမှာတော့ကြောင်းမတက်ရတဲ့အပြင်ဝမ်းစာရှာဖွေနေရပါတယ်။မိဘတွေကချိုးတဲတဲ့သူတွေဖြစ်တယ်လို့ပညာမတက်တဲ့အတွက်ကလေးယူကြတာလည်းများပါတယ်။ကလေးအများကြီးမွေးပြီးတော့ရှာမကျွေးနိုင်တဲ့အတွက်အရွယ်မရောက်ခင်မှာအလုံးလုံးခံရပါတယ်။ ကလေးတွေကအတတ်ပညာလည်းမရှိသေးသလို အရွေးအလဲငေတာမို့အလွယ်ကူဆုံးကတော့ပလုံကောက်တဲ့အလုပ်ဖြစ်ပါတယ်။ဒါကြောင့်မို့လဲမြန်မာနိုင်ငံမှာအရွေးမရောက်သေးပဲပလုံကောက်နေရတဲ့ကလေးတွေကအများအပြားကိုရှိနေတာဖြစ်ပါတယ်။ကလေးတွေအများကြီးတွေကမှဒီဆယ်နှစ်အရွယ်သားလေးရလဲပလုံကောက်ရင်းနဲ့မိဘကိုလှုပ်ချွေးနေတာဖြစ်ပါတယ်။ဆယ်နှစ်အရွယ်သားရှိသေးပေမဲ့ပလုံကောက်တဲ့အလုပ်ကိုကျွန်းကျွန်းချင်းချင်းနဲ့လုပ်နေတာဖြစ်ပါတယ်။မောင်နှမတွေများတဲ့အတွက်ကလေးတစ်ယောက်ကိုလည်းမပူစားပါဘူး။တစ်နေ့လုံးပလုံပင်ပင်မမန်းကောက်နေပေမဲ့လည်းတစ်နေ့ကို6000 င်းလောက်သာရတာဖြစ်ပါတယ်။ရာသမြငွေ6000ကိုလည်းမိသားစုစာဝင်နေရေးအတွက်အသုံးချနေရတာပါ။မိဘအလုပ်ကျွေးနေတဲ့အတွက်ပရိဒသမားတယောက်ဖြစ်တဲ့လိုင်တာယာက ကိုပါချက်က အလူငွေသွားလူပေးခဲ့ပါတယ်။ကိုပါချက်ကချိုးတဲသူတွေအစမပြေတဲ့မိသားစုတွေကအလူငွေတွေလိုက်ပြီးတော့ထောက်ပံ့ပေးနေတာဖြစ်ပါတယ်။ဘလုံကောက်ပြီးတော့မိဘရှာကျွေးနေတဲ့ဒါလေးစီကိုလည်းငွေ3သိန်းပေးပြီးတော့လူပေးခဲ့ပါတယ်။ ငွေလာလူပေးတဲ့အချိန်မှာအရန်ကိုပျော်ရွှင်နေခဲ့ရဖြစ်ပါတယ်။တခြားကလေးတွေကိုလည်းလှူပေးနေတတ်တာမြင်ရတဲ့အတွက်သူတို့ကိုပဲအချိန်များလှူပေးမလဲဆိုပြီးတော့မျှော်နေခဲ့တာပါ။လာလူပေးတဲ့အချိန်မှာလည်းသူအရန်ဝမ်းသာတဲ့အကြောင်းကိုရင်ရင်ကြီးကြီးနဲ့ပြောနေခဲ့ပါတယ်။ဒါအပြင်သူ့ရဲ့အကိုတဝမ်းခွဲဖြစ်သူကလည်းအဆင်မပြေကြောင်းကိုပြောနေတာပါ။တချို့ကလေးတွေဆိုရင်အခုလိုလာလူပေးတဲ့အချိန်မှာသူတို့အစင်မပြေချမ်းဟိုသာဦးစားပေးပြီးတော့ပြောတတ်တာပါဒါပေမဲ့ဒီသားလေးကတော့သူ့အကြောင်းထက်သူ့လိုပလုံကောက်ပြီးတော့ရှာစ စားနေရတဲ့အကိုတဝမ်းခွဲကမိသားစုအဆင်မပြေကြောင်းကိုအရင်ပြောနေကြတာဖြစ်ပါတယ်။ဆယ်နှစ်သာရှိသေးပေမဲ့ဘဝတူစူးစမ်းရုံးကနေရတဲ့သူတွေကိုလည်းမမေ့လျော့ဘဲနဲ့တနာကူညီတတ်တာဖြစ်ပါတယ်။ဒါအပြင်သူ့လိုမျိုးအလှငွေရအောင်ပြောပြနေကြတာပါ။အဲ့ဒီအကိုတဝမ်းခွဲတငယ်ချင်းရဲ့မိသားစုကကျမရေမကောင်းသူလည်းရှိနေတာဆိုပြီးတော့အများသိအောင်ပြောပြပေးခဲ့ပါသေးတယ်။ဒါကြောင့်မို့လဲအလှရှင်က တငယ်ချင်းဖြစ်သူအထွက်ပါအလူငွေတွေလူပေးခဲ့ပါတယ်။အသက်၁၀နှစ်သာရှိသေးပေမဲ့တစ်ဖက်သားအပေါ်မှာစာနာစိတ်ချတတ်တဲ့အရတော်တော်လေးကိုသဘောကျနေတတ်နေကြတာဖြစ်ပါတယ်။ဒါအပြင်ပညာမသင်ရပေမဲ့အစဉ်တန်းရှိရဲ့အတွေးခေါ်ရင်းကျတဲ့စိတ်ထားတွေကိုပိုင်ဆိုင်ထားတာကြောင့်ဖိမကူညီခြင်းတဲ့သူတွေလည်းများလာခဲ့ပါတယ်။ဇေယိုက်ကောင်းတဲ့လူငယ်တယောက်ဖြစ်တာမို့သူအများရဲ့ချစ်ခင်ခြင်းနဲ့ ချီကျူးတာတွေကိုခံနေရတာဖြစ်ပါတယ်။ဒါအပြင်ခါတိရဲ့ဘဝကိုပြုံးလှလှနဲ့အရင်ဆိုင်နေတာမို့လဲအတူယူစရာကောင်းလာပါတယ်။အသက်ဆယ်နှစ်သာရှိသေးပေမဲ့ရင်းကျစ်တဲ့စိတ်ထားကိုပိုင်ဆိုင်ထားတဲ့ကလေးငယ်အပေါ်ဘလို့မြင်လဲဆိုတာကောမန့်လေးထဲမှာရေးခဲ့ပေးပါဦး။အဆုံးထိကြည့်ရှုပေးတဲ့အတွက်လည်းအားလုံးကိုကျေးဇူးများရှိတင်ပါတယ်ရှင်။